ဒီ match လာပေါ့နော်25ရက်နေ့ကနေစပြီးတော့26 29 3ရက်မှာဝယ်ရင်မြေတာတုံးပြန်တဲ့အနေနဲ့3 20ပေါ့ပြန်ပြီးတော့မြေတာတုံးပြန်တဲ့လက်ဆောင်ကိုပေးမယ်ကဲကာချူပရိသတ်ကြီးမင်္ဂလာပါခင်ဗျကျောမောင်ဒီပါလက်ကီလေးတော့လုတ်လိုက်လာပါပြီဒီနေ့ကျော် ရောက်နေတာမြန်မာပလာဇာပရိုမိုးရှင်းအေရီယာကိုရောက်နေတာကျွန်တော်ဘာလို့ဒီကိုရောက်လာလဲဆိုတော့ဒီမှာ SWM နဲ့ Europe brand ကျွန်တော်ဒီမှာ Italy က1981ကတည်းက company စပြီးတော့ run နေ operation စ run နေကာ company ကြီးပေါ့ အဲ့ဒီအရောင်းမှာဒီ Italy brand ကိုကျွန်တော်မြန်မာနိုင်ငံမှာ SKD ဆိုပြီးထုတ်ပြီးတော့အခုပထမဆုံးပွဲထုတ်ပြီးရောင်းနေရဆိုလို့ကျွန်တော်ကလာကြည့်တာကဲကျွန်တော်ကလူဆက်လေးလာကြည့်ပါဦး ကဲဗျာကျွန်တော်လာကြည့်တယ်ဒါ Italy brand ပေါ့เนาะအဲ့ဒီ brand ကိုမတိုင်ခင်ဒီမှာသူနဲ့တူတူရှိနေတာဒီပွဲမှာလည်းပြထားတာဗာလဲဆိုဟုံးကြီးဟုံးကြီးကိုဒီမှာ H7 နဲ့ H29 ဆိုပြီးတော့ဒါ MVV ကရော SUV ကရောနှစ်စီးလုံးသူတို့ကပြထားတယ်ဒါကတော့ H7 ဗျသူကတော့ SUV ပေါ့เนาะ Luxury SUV လို့ပြောတယ်တကူတကမိတ်ဆက်စရာမလို့တဲ့ဟုံးကြည် brand ဆိုရင်တော့ဒီမှာတွေ့တဲ့အတိုင်းပဲလူတွေကတော့စိတ်ဝင်စားလို့သူတို့တည်ပြီးသားကားတွေကိုလာပြီးပို့ပြီးအနည်းကလေးလာလို့ရရပါတော့เนาะဒီလိုကားပြပွဲလေးကြီးလုပ်ပေးတဲ့အတွက်ကြောင့် ဲအဲ့တော့ကျွန်တော်စိတ်ဝင်စားတယ် Italy brand ကျွန်တော်တို့မြန်မာနိုင်ငံမှာ ထုတ်တဲ့ကားကြီးကိုကျွန်တော်တွေ့ကြည့်အောင်ဒါဗျာကဲဒါကျွန်တော်တို့ SWM ရဲ့ကားခေါင်းပိုင်းပေါ့သူကလည်းဒါလုံးဝ HD ပေါ့နော် LED မီးကိုလုံးဝမီးအကြီးဖြစ်မယ်ရုပ်ထွက်ကြည့်ရပြဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ဟို RVR ကိုပဲအောက်က share တက်လိုက်တဲ့ရုပ်လိုလိုဒီအရှိရဟာရယ်ဆိုလဲဒါလုံးဝ Lexus NX ဆိုပါကို share နေဆင်းနေဟိုကျွန်တော် Lexus ဒီ EV ရိုက်ထားမှုတာရှိတယ်အဲ့ကောင်ခေါင်းပိုင်းနဲ့အောင်နည်းနည်းဆင်းနေဒီ Harrier ပုံပြောင်းလို့ပါလို့လေမြင်းကောင်းလို့ပါကြီးထဲထဲကြီးဖြစ်တာပေါ့သိရမလားလုံးဝကားအကောင်ကြီးတဲ့ထဲမှာမှဒီအရှိ share တွေပါတွေကိုတေချာဒီဇိုင်းဆွဲလိုက်တဲ့အခါတော့ကြွားတယ်ကိုပြီးအဲ့မှာမှ तू ကဒီ section လက်မှအလွိုင်းပေါ့ ဆက်စလက်မအလွိုင်းဆိုလေဒါမြင့်နေပေါ့ကျွန်တော်တို့ဒီအောက်ရေတွေပိုင်းမြုပ်တဲ့ဟာတို့ဘာတို့ဒါဒီလောက်ဆိုရင်တောင်းတောင်းရေတွေပိုင်းရှိတဲ့ဟာတော့ကျွန်တော်တို့ဖြတ်ပြီးမောင်းသွားလို့ရတယ်အဲ့ဒါအောင်မှာကားဒီပေးထားတဲ့ performance နဲ့သူ့ပေးထားတဲ့ဒီ size နဲ့ဆိုတော့ဒါယုံမဲ့ဆိုတော်တော်ယုံနိုင်တဲ့ကားမျိုးတွေကိုပါတယ်ကဲအဲ့တော့ဒီကားအတွင်းကောင်ကျွန်တော်တို့သွားကြည့်ရအောင်ကဲဗျဒါကျွန်တော်တို့ SWM ရဲ့ G01F ပေါ့ဟုတ်ပါသူအတွင်းကန်းရတော့ဗျာရောက်ကလေးကလုံးဝဒါ luxury model အမြင့်ကားဆိုတဲ့အတိုင်းပဲဝင်ရင်းတွေ့ရတော့ဒီမှာ panoramic roof view ကိုကြည့်ပါအောင်ကျဲတယ်သူလဲမိုက်တယ်ဒါလုံးဝဒါဇိမ်ကန်းပစ္စည်းဆိုတဲ့ဟာမျိုးကအပေါ်မိုးပါတာတင်ဖြစ်နေပြီဆိုတဲ့ဟာမျိုးကိုပြောလို့ရတာကိုကားတွေမှာဆိုရင်အဲ့ဒါပြီးရင်ဒီမှာသူ့ရဲ့ထူးခြားချက်ကဒီဟာလေးဗျာတွေ့တွေ့ချင်းစိတ်ဝင်စားဖို့ကောင်းတာဒီ gear ပေါ့နော်ဒီ shift ပေါ့ gear ကကျွန်တော်တို့ပုံမှန်လို့ဒီ stick တုံချောင်းနဲ့မဟုတ်တော့ဘဲနဲ့ဒီလို wheel လေးနဲ့ဖြတ်သွားတာအဲ့ဒါကတော့တော်တော်မိုက်တယ် အဲ့ဒါအောင်မှာထူးခြားချက်ကဘာလဲဆိုပြီးကျွန်တော်မေးကြည့်လိုက်တော့ဒီမှာစပီကာ၉လုံးတောင်ပါတဲ့ကားတော်တော်မိုက်တယ်အဲ့ဒီစပီကာ၉လုံးနဲ့ဟိုတွဲရက်ဒါပါတဲ့ multi media ပေါ့ကျွန်တော်ကားကွန်ထရိုးပေါ့အဲ့လိုမျိုးပါဆိုလဲဒီမှာသူက Android Touch ရောဒီမှာထိထိမိမိရှိတယ်အဲ့ဒါအောင်မှာဒီမှာ aircon ဟာဆိုလဲစိတ်ဝင်စားဖို့ကောင်းတယ်ဗျသူက touch လေးပဲဘာခလုံးမတော့မပါတော့ဘူးတက်တက် TV နဲ့တရွဲမထားပဲခွဲပေးထားလိုက်တယ်ဒီရောက်လေးမှာတော်တော်မိုက်တယ်ပြောလို့ရတယ်အဲ့ဒါလေးကတခုပြန့်ပစ္စည်းဆိုတာကတော့ပြတ်မယ်အမျိုးပေါ့နော်၃နာကြာရင်တော့ ဲ့လိုမျိုးဆိုရင်ဒါသီးသန်းလို့ခွဲပေးတာတော့ဒါပိုကောင်းတဲ့ဒီဇိုင်းလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီဟာဆိုဒီဟာလေးပဲခွာမှာတော့မို့ရင် TV ချက်လိုက်ရည်ဆိုနည်းပြဿနာရှိတာ MMR ဒီမှာဆို wireless charger ပါမယ်ဒါကြော်သဘောကျတဲ့ gear လေး MMR သူကဒီ lane assist ဆို lane departure တို့သူကဒီမှာလုပ်ပေးတာဒါလိုလေးဆိုတော့အဆင်ပြေတယ်ဒီဟာလဲ landing control လုပ်လို့ရပါတယ် cruise control ပါဘာပြီးတာ blind spot ပါမယ် cruise control ပါမယ် ဒါလိန်တစ်ပါးချတော့ပါဘူးပုံမှန်ပါတဲ့အောင်အကုန်ပါပြီးဒါအမမဒီကောင်ကဒါလုံးဝကျွန်တော် signal ပြလိုက်တဲ့အချိန်မှာလုံးဝ360ပြသွားကြီးဒီလိုမျိုး360ပါပါတယ်ဆိုတော့ကားပတ်ကင်ကိုဒါအခုမှစထိုးမဲ့လူတို့ပါအောင်အတွက်ဆိုတော့တော်တော်လူအန္တရာယ်မဖြစ်အောင်ကားကိုမထိခိုက်အောင် လုပ်ပေးထားတဲ့ system မျိုးဆိုတာဒါလူတိုင်းသိပြီးသားပဲအထူးတလဲတော့မပြောတော့ဘူးကျွန်တော်တို့ဒီမှာဒါ CRM ပေါ့နော်အဲ့ဒါဆိုလဲဒါလုံးဝလဲတာနဲ့တသက်ရဲ့ကြစ်ကြစ်လေးလေးလုပ်တယ် to italy brand ဆိုတော့ italy ဒစိမ့်ပါမယ်ဒီကောင်ကတော့ထုံးစံအတိုင်းကျွန်တော်စောနာပြောသလိုပေါ့ဒီ lane departure တို့ cruise control တို့ blind spot တို့ safety တွေအကုန်လုံး feature တွေပါပြီးသားအဲ့ဒီမှာမှာဘာပို့ပြီးတော့အနေရဖြစ်ဖို့ကာဝယ်ပေးလဲဆိုရင် airbag ကိုသူကရှစ်လုံးအောင်ပါတာဒီအရှိမာရင်ရောဒီဘေးတွေရောပေါ့နော်လာတာ airbag တွေက ဲ့တော့ဒါတော်တော် safety အတွက်လည်းဦးစားပေးရကားမျိုးလို့ပါတယ်အဲ့ဒီအပြင်ကတော့ဒီမှာဘာကျိုးလေးလဲဆိုရင်ကျွန်တော်ကလည်းထူးဆန်းပြီးမေးကြည့်တာမေးကြည့်တော့သူကဒီမှာ sim card ထည့်ပြီးတော့လှုပ်ထားလို့ရတယ် ကျွန်တော်တို့ဒီပါ SIM ကတ်ထည့်ပြီးွားလို့ဒီဘက် Android TV နဲ့ဆိုရင်ကျွန်တော် YouTube တွေပါပါကားထဲမှာ AC ကြည့်ပြီးမျောနေလို့ရတဲ့ကားမျိုးတွေကိုပါတယ်ဒီထဲကြီးကတော့ဗျာပုံမှန်အတိုင်းပဲလေသာခုံဖြစ်မယ် Dashboard လေသာဖြစ်တယ်ပြီးရင်ဒီမှာအဓိကဒီကာဘွန်ကွက်လေးတွေလုံထားတာမိုက်တာဗျာဒါတကားတွေမှာလည်းပါတယ်ဒီကာဘွန်ကွက်လေးတွေကဒါပါပြီးတော့အချမ်းခံတယ်ဗောဗျာအပွန်ပဲခံတယ်နောက်ဆုံးကွဲရဲ့အဲ့ဒါဆိုရင်တော့အစ်စ်လဲမယ်ဆိုလဲလို့လွဲတယ်ဒီကာဘွန်နဲ့ထုံးစံကတော့ကျွန်တော်ကားတော်လေးပါတယ်တော့ဒီလိုပုံစံနေနဲ့လုတ်တာကဲအဲ့တော့ ဒီကောင်းရဲ့တခြားထူကြတဲ့အချက်တွေကိုကျွန်တော်ထပ်လေ့လာကြည့်လိုက်အောင်ကဲလိုက်ခဲ့ပါအောင်ကဲဗျနောက်ခန်းဆိုလဲဒါတော်တော်ကျဲတာပဲကျွန်တော်တက်ထိုင်ကြည့်လိုက်ကျဲတယ်တော်တော်ကျဲဒါတော့အရှိခုံကြီးကတော်တော်အနောက်ရောက်နေတယ်ကျွန်တော်စောနာတက်ထိုင်တော့ဒီအရုံဒီမှာလွတ်သေးရဆိုကျဲတယ် round wagon ပါတယ်ဒါ luxury ဖြစ်သွားတဲ့ကားတိုင်းကတော့ဒါ round wagon ပါညာကတော့ပါမှာပဲကဲနောက်ဘုံကျတော့ချက်ကြည့်ကြရအောင် ကဲဗျဒါကျွန်တော် SWM ရဲ့နောက်ဖုံးပေါ့နောက်ဖုံးဒီကောင်ကဒါကျွန်တော်တို့ G01F ပေါ့နော်အရင်က G01 မှာလဲသူက Europe မှာတော်တော်ပေါက်ထားရကားလို့ပြောတယ်ကျွန်တော် review ရတော့ဖတ်ကြည့်ရတာပေါ့အဲ့မှမှဟုတ်ပြီဒီကောင်ကဘာထူးကြလဲဆိုရင်ဒီအနောက်မီးတွေပါဆိုလဲဒါလုံးဝညာကြီးလိုက်လို့ဗျာ brain မီးဆိုရင်လဲဒါလုံးဝတော်တော်အမှောင်ထဲမှာဆိုရင်သူ့တစည်းရဲ့ထင်းနေရဆိုကားမျိုးပေါ့ဒီဇိုင်းဆွဲထားတာမိုက်တယ်လို့ပြောလို့ရတယ်သူကနောက်ဖုံးမော်တာဖြစ်တယ်နောက်ဖုံးမော်တာကိုကျွန်တော်ချက်ဖွင့်ကြည့်လိုက်မယ်ဟွာနောက်လဲတော်တော်ကျဲပါတယ် ရေးရဲ့အကြောင်းရယ်ဆို emergency ပေါ့ဒါဝစ်ဆုံလေးပါသူထည့်ပေးထားတယ်တော်ပစ္စည်းတော့ဆက်မယ်ဗျ luggage အကြီးတစ်လုံးတော့ဆက်မယ်သူက spare wheel ဆိုလဲဒီထဲမှာလိုလေးလုပ်ပေးထားတယ်ဒီထဲမှာကျွန်တော်ပစ္စည်းပစ္စည်းကပြင်မဲ့ဟာဘာညာ smart glass တွေဒီထဲမှာကျွန်တော်သွားကြည့်လို့ရတယ်ဒါကြောင့် SWM ရဲ့ G01F ပေါ့ okay ကျွန်တော်ဒီကအဲ့ဘလို performance ကြီးပေးမှလဲဆိုတော့ဆက်ပြီးလေ့လာလိုက်ရအောင်ကဲဗျာဒါကျော SWM G01F ပေါ့ဒါသူ့ရဲ့ engine gun ပေါ့ engine gun ကတော့ဒါလုံးဝအမိုက်စား 1.5 engine ကို तू ကတားဖို့ပါပါတယ်အဲ့ဒါဟိုမှာ तू က7 transmission dual clutch ဖြစ်တယ်အဲ့ဒါအပြင်ဟိုမှာ तू ကမြင်းကောင်ကြီး154កောင်အားပါမယ်အဲ့ဒါဟိုမှာကျွန်တော်တို့ torque ဆိုရင် 212nm ရှိမယ် သူ့ကိုကျွန်တော်တို့100ကီလိုမီတာပေါ့အဲ့လိုမျိုးသွားမယ်ဆိုရင်တော့မှသူက100ကီလိုမီတာဆိုတာတော်တော်ဝေးတယ်ပေါ့နော် CO 9လီတာကိုပဲပဲကုန်မှာဒီပွဲတော်ကာလာပေါ့ဒီမက်ရှလာပေါ့နော်25ရက်နေ့ကနေစပြီးတော့26 29 3ရက်မှာဝယ်ရင်မြေတာတုံးမြန်တဲ့အနေနဲ့သူတို့ကဒါ30ပေါ့ပြန်ပြီးတော့မြေတာတုံးမြန်တဲ့လက်ဆောင်ကိုပေးမယ်အဲ့တော့ကားချစ်သူပရိသတ်ကြီးလေကားအကောင့်တစည်းကိုပိုင်ဆိုင်ရဖို့တွေးဝေးမနေပါနဲ့ကဲ come on bro